အားလုံးပဲမင်္ဂလာပါရှင်ရန်နာမွန်ထာရောမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reading လေးကတော့သင်တို့လေးတွေစီရောက်လာမယ့်လူသစ်တယောက်ကြောင်းပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ collective reading လေးတစ်ခုလောက်တာပေးမှာဖြစ်ပါတယ်အဲ့တော့သင်စီရောက်လာမယ့်တစုံတယောက်ကြောင်းဖြစ်တဲ့အတွက်ဒီလူက new person new lab ပေါ့နော်အဲ့လိုမျိုးပုံစံလေးနဲ့ပါအဲ့တော့ new lab ကိုမျှော်လင့်နေတဲ့သူလေးတွေအတွက်ပြုလုပ်ထားပေးတဲ့ reading လေးပေါ့နော်အဲ့တော့ collective reading လေးလည်းဖြစ်တယ်နော်ပြီးတော့ဒီ overall energy နဲ့ကြည့်ရ တာဖြစ်တဲ့အတွက်လူအလုံးနဲ့တော့ energy ကာညင်မှုထပ်တူရမှာမဟုတ်ဘောเนาะဒါပေမဲ့လည်းဒီ reading လေးကိုနားထောင်ရင်းနဲ့တစ်မိနစ်နှစ်မိနစ်လောက်အတွဲမှာဒီ energy ကเนาะသင်တို့ရဲ့ energy လို့ခံစားရရင်ပြီးတော့ရောင်းလာမဲ့လူပုံစံအနေထားပေါ့เนาะအဲ့လိုမျိုးပုံစံလေးတွေကတည်ရွယ်ထားတဲ့သူသင်လိုချင်တဲ့သူပုံစံပေါ့เนาะအဲ့လိုမျိုးလေးဖြစ်နေတယ်ဆိုလို့ရှင်ဒါသင်တို့အတွက် reading မှာပေါ့เนาะအဲ့လိုမျိုးလေးပါအဲ့အဲ့ဒါဆိုစမယ်เนาะကျမတို့တွေအဲဒီမှာပြထားတဲ့ oracle ကလေးတွေရောเนาะဒီ tarot ကလေးတွေကိုပါသုံးမ မယ်ပေါ့နော်အဲ့တော့ကြည့်မယ်နော်အဲ့တော့ကြည့်မယ် အရင်ဆုံးပါနော်အရင်ဆုံးတော့ကျွန်မ ထမဆုံးတွေ့တာကတော့ဒီ Taro Cut ကလေးနဲ့ကြားရတဲ့ဟာအရင်ဆုံးကြည့်တိုင်းပဲပေါ့နော်အဲ့တော့ဒီမှာ Queen of Cut ကြားထားတယ်เนาะကျွန်မ Shuffle လုပ်နေတဲ့မှာပထမဆုံးဆွဲလိုက်တယ်အဲ့ဒီမှာကြားလာတဲ့ Cut က Queen of Cut ဆိုတော့သင်တို့နေစီရောက်လာမယ်ဒီ new person ကတကယ်ကိုတင့်ကိုအပြည့်အဝချစ်မဲ့သူပေါ့နော်သူစရာအချစ်တွေကိုတင့်ကိုအပြည့်အဝပေးမဲ့လူပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ်အဲ့တော့အဓိကကတော့အကိုကိုကိုစီလာမဲ့သူပါเนาะကိုကိုအပြည့်အဝချစ်တယ်ဆိုတော့ဒါကောင်းတယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးပြီးတော့ဒီအတိရောက်လာတဲ့ ဲ့သူရဲ့ပုံစံပေါ့နော်တင်းရောက်လာတဲ့သူရဲ့ပုံစံကအမျိုးသားလေးဖြစ်စေအမျိုးသမီးလေးဖြစ်စေအာစပင်အယောင်နဲ့နဲ့စုံထားတယ်ပြီးတော့စပင်လေးတွေကောက်ထားတယ်ပေါ့နော်အဲ့လိုမျိုးပုံလေးတွေ့တယ်အာအဲ့ဒီထဲမှာမှတချို့အမျိုးသားလေးနော်နှစ်မျိုးတွေ့ရပေါ့နော်တချို့အမျိုးသားလေးကြတော့နည်းနည်းရင်ကျက်တဲ့ပုံစံနဲ့သူပေါ့နော်အဲ့လိုမျိုးနောက်ပြီးတော့ဒီအမျိုးသမီးလေးတွေဆိုလို့ရှင်လဲဒီအပြင်ပေါ့နော်ဝတ်စားစီမှုအပိုင်းကားဒါအာဘယ်လိုပြောမလဲလှလှပပလေးလူငယ်ဆက်ဆံလေးနေပြီမဲ့တကယ်တကယ်မှာကြတော့သူကအလုပ်တွေကိုအများကြီးလုပ်တဲ့လူပေါ့နော် အလုပ်တွေကိုအများကြီးလုပ်တဲ့တူပြီးလို့ရှိရင်သူ့မှာသူကပေါ့နော်အစီအစဉ်တကြားလုပ်ပြီးရမယ်အလုပ်တွေကလည်းအများကြီးပြီးတော့သူရဲ့လက်အောက်မှာအလုပ်လုပ်နေတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါမျိုးပုံစံလေးပြောမယ်ဆိုလို့ရှိရင်အလုပ်တစ်ခုမှာဦးစီးဦးဆောင်လုပ်ရတဲ့အနေအထားမျိုးပေါ့နော်အဲ့ဒါမျိုးပြီးတော့အမ် sorry နော်နည်းနည်းလေးလှောက်သွားလို့အာပြီးတော့သူ့မှာ ်တင့်စီရောက်လာတဲ့အချိန်မှာသူ့မှာလည်းအတိတ်မှာပေါ့နော်ပြီးဆုံးခဲ့တဲ့ဆက်ဆံရေးတွေရှိခဲ့တယ်ဒီမှာ the end ပေါ့နော်အဲ့ဒါကိုတွေ့တဲ့ခါကျတော့ ပြီးဆုံးခဲ့တဲ့ဆက်ဆံရေးတွေလည်းသူ့မှာရှိခဲ့တယ်ဒီဆက်ဆံရေးတွေကိုသူဖြတ်တောက်ခဲ့ပြီးတော့ပဲဖြစ်စေပြီးဆုံးခဲ့ပြီးတော့ပဲဖြစ်စေအဲ့လိုအနေထားမှာမှတင်တဲ့လာတွေ့မှာပေါ့နော်ကျွန်မအားမျိုးလေးတွေ့တယ်အဲ့တော့ဒါလေးတွေကိုအာပထမဆုံးချက်နေနဲ့ပြောတာဖြစ်တဲ့အတွက်ဒါလေးတွေနားထောင်ပြီးတဲ့အချိန်မှာဒီ energy ကတင်တို့ရဲ့ energy လားပေါ့နော်အဲ့လိုမျိုးလေးလည်းရှိတယ်ပြီးတော့တင်မြုံလင့်ထားတဲ့သူပုံစံပေါ့နော်အဲ့လိုတင်ခံစားရလားပေါ့နော်အဲ့လိုမျိုးလေးအဲ့တော့ကျွန်မတို့စက်ကြည့်မယ်ပေါ့နော်ဒါကတော့မပြည့်စုံသေးဘူးပေါ့နော်စက်ကြည့်ကြမယ် အဲ့တော့ဒီနေ့ collective reading လေးကိုလာကြည့်ရတဲ့လူတွေစီရှားလာတဲ့ new person thank you အဲ့တော့ဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေပေါ့နော်လာကြည့်တဲ့သူလေးတွေစီကိုရောက်လာမဲ့သူကကျွန်မခုနကပြောသလိုမျိုးအအမျိုးသမီးလေးတွေဆိုရင်စပင်ကောက်ထားတယ်နော်အမျိုးသားလေးထက်အမျိုးသမီးလေးဖြစ်ပုံများတယ်စပင်ကောက်ထားတာနော်စပင်ကအယောင်လေးနဲ့ဆိုးထားတယ်အဲ့လိုမျိုးပုံစံအဲနောက်ပြီးတော့အလုပ်တွေကို season တကြားလုပ်တက်ပြီးတော့သူ့မှာပေါ့နော်အလုပ်တစ်ခုထပ်မကားတဲ့အရာတွေကိုသူကဥစားပြီးတော့လုပ်နေရတယ်သူဒါပေမဲ့ relationship ပိုင်းနေပေါ့နော်အဲ့လိုမျိုးနဲ့ပတ်သက်ရင်တော့သူ့မှာလည်းအတိတ်မှာနော်အသူပြီးဆုံးခဲ့ပြီးတော့သူ ဇက်သိမ်းလိုက်တယ်ပေါ့နော်ဆက်ဆက်ရေးမျိုးတွေရှိခဲ့တယ်။အဲ့ဒါတွေကိုလုပ်ပြီးတော့မှတင့်စီကိုရောက်လာတာတင်နဲ့စုံတာပေါ့နော်အဲ့ဒါမျိုးလေးတွေ့တယ်။အဲ့ဒါကျမတို့မှာကတ်တွေကိုအကုန်လုံးဆွဲလိုက်မယ်နော်။ကတ်တွေကိုအကုန်လုံးဆွဲလိုက်မယ်။အာ ပြီးတော့ဒီလူပေါ့နော်ဒီလူကသူ့ရဲ့အတွေးတွေပေါ့နော်အတွေးနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးနော်အလုပ်တွေအတွက်ကိုလုပ်နိုင်တဲ့သူအိုင်ဒီယာကောင်းတဲ့လူပေါ့နော်ကျွန်မအဲ့လိုမျိုးတွေ့တယ်ပြီးတော့သူ့ဘဝကိုသူအကောင်းဆုံးပြန်လည်ပြင်ဆင်ထားတယ်ကျွန်မအဲ့လိုမျိုးတွေ့တယ်ဒါကဒီကက်ကဒီမှာအက်ဒစ်ပေါ့နော်အဲ့လိုမျိုးတွေ့တဲ့ခါကျတော့ သူ့ဘဝကိုသူအတိတ်တဖန်ပေါ့နော်အကောင်းဆုံးပြန်ပြီးတော့ပေါ့နော်ပြည့်ပြည့်မိုးမက်မယ်ဆိုပြီးတော့သူ့ကိုသူတွေးထားတဲ့သူနောက်ပြီးတော့သူကလေဒီလိုဘဝအပြင်ဒီလို left life ပေါ့နော်သူ့ရဲ့အခြေအယူတွေမှာလည်းနော်သူကြုံခဲ့ရတဲ့အခြေအယူတွေမှာနာကျင်စရာတွေရှိခဲ့မယ်ဆိုရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူထပ်မကြုံကျင်တော့တာဖြစ်တဲ့အတွက်နောက်ထပ်နောက်ထပ်သူ့ရဲ့ဒီလိုပေါ့နော်အခြေအယူတွေကိုသူထပ်ပြီးရွေးချယ်ရမယ်ဆိုလို့ရှင်ဒီလိုအခြေအယူတွေကိုအကောင်းဆုံးဖြစ်အောင်သူ့ဘက်ကစူးစမ်းမယ်နော်ပြီးတော့သူ့နဲ့တကယ်ကိုလိုက်ရောညှိထွေဖြစ်တဲ့သူမျိုးကိုသူရွေးချယ်မယ်ပေါ့နော်အဲ့ဒါမျိုးလေး အာဒါပေမဲ့တင်းတဲ့ဂိမ်းကိုသူစုံခဲ့ရပြီဆိုရင်တော့တင်းတို့နှစ်ယောက်ချားမှာ first day မှာတွင်ကိုတယောက်ပေါ်တယောက်သဘောကျတာတွေရင်ခုန်တာတွေစိတ်လှုပ်ရှားတာတွေပေါ့နော်အဲ့ဒါလေးရှိမှာเนาะကျမအားမျိုးလေးတွေတွေ့တယ်နောက်ပြီးတော့အာသူကရေချားမြေချားလာတဲ့သူပေါ့နော်အဲ့ဒါမျိုးလေးလည်းခံစားရတယ်တကယ်မို့ဒီလူကရေချားမြေချားကမဟုတ်ဘူးဆိုရင်တော့မှသူကလေခီးရီခဏခဏသွားရတဲ့သူပေါ့နော်ကျမအားမျိုးတွေ့တယ်အလုံးလောက်တာဖြစ်တဲ့အတွက်သွားလိုက်လာလိုက်တင်းစီကိုလာလိုက်သူရဲ့အလုံးစီသူပြန်သွားလိုက်အဲ့ဒါမျိုးပုံစံလေးပေါ့နော် ဟောကင်မရာအလင်းလေးနည်းနည်းပြန်အောင်လားမသိဘူးနော်အားမျိုးပုံစံလေးပါအာပြီးတော့ချမကုနာပြောသလိုပေါ့နော်သူရဲ့ဒီလိုနောက်ထပ်သူရွေးချယ်မယ်နော်သူရဲ့ဒီအခြေအေးပေါ့နော်အခြေအေးနဲ့ပတ်သက်ပြီးတော့သူဆုံးဖြတ်ထားတာပါလေဆိုတော့ အပြေးအဝါချင်ရမယ်သူသူရှာမယ်ပြီးတော့ဒီသူရှာတဲ့သူကလည်းသူ့ကိုအပြေးအဝါသူချစ်စေချင်တယ်ဒီမှာ justice ကကြတာဆိုတော့လေအဲ့တော့သူ့ပုံစံကဘာလဲဆိုတော့သူကလည်းအပြေးအဝါချစ်ပေးမယ်သူ့ကိုလည်းအပြေးအဝါပြန်ပြီးချစ်ပေးပါပြီးတော့တစ်ချက်ရှိတာတင်းနှုတ်စီပေါ့နော်ရောက်လာမယ်ဒီ new person ကရုပ်ရည်လေးရုပ်ရည်တကယ်ကိုလာတယ်နော်ကျွန်မကြည့်ရဟိုအမျိုးသားလေးဖြစ်စေအမျိုးသမီးလေးဖြစ်စေနော်လှတယ်ကြီးလိုက်တာနဲ့ကိုထင်းနေတယ်သူတို့ပုံစံကလေဆွဲဆောင်မှုတစ်ခုခုသူတို့မှရှိတယ်နော်ဒီမှာကြာလာတဲ့ကတ်တီကအကုန်လုံးအာ လှပတဲ့ရုပ်ရည်ပေါ့နော်ကျမအဲ့လိုမျိုးခံစားရတယ်။တချို့မျိုးသားလေးတွေဆိုမျက်မှန်လေးတွေပါတယ်။မျက်မှန်လေးတတ်ထားတဲ့မျိုးသားလေးတွေပေါ့နော်တိကျတယ်ခံကြရတယ်။အမျိုးသမီးလေးတွေဆိုလို့ရှိရင်လည်းသပင်ကောက်ကောက်လေးတွေနဲ့အဲနည်းနည်းလူငယ်ဆက်ဆံလေးပေါ့နော်ပြင်ဆင်ထားတယ်။လူငယ်ဆက်ဆံလေးဆိုပေမဲ့လည်းလုံးဝပေါ့ပြက်ပြက်နေတဲ့ပုံစံမျိုးတော့မဟုတ်ဘူး။သူ့မှာသူလုံးဝမဲ့အလုပ်တွေအများကြီးနော်သူတကယ်ကိုဆုံးဖြတ်ချက်ချပြီးတော့ပပိုင်းနေနိုင်ပေါ့နော်။တိုင်းတွင်လှုပ်ရှားနေရတဲ့အလုပ်တွေသူ့မှာအများကြီးရှိတယ်ပေါ့နော်ကျမအားမျိုးလေးတွေ့တယ် နောက်တစ်ခုအစ်မကခုနပြောလိုက်တယ်သူရဲ့ဒီဘဝနဲ့ပဲဖြစ်စေအချစ်ရေးမှာပဲဖြစ်စေအကောင်းဆုံးသူပြင်ဆင်မယ်เนาะဒီမှာလဲအဲ့တော့ဖတ်နေကြကြတာဆိုတော့ဒီတေးပေါ့เนาะအသေးစိတ်ကိုသူတစ်ခုချင်းစီအာသူပြင်ဆင်သွားမယ်ပေါ့เนาะကျွန်မအားမျိုးလေးတွေ့တယ်အသေးစိတ်သူပြင်ဆင်သွားပြီးတော့လှုပ်ဆောင်သွားမယ်အဲ့ဒါမျိုးလေးခံစားရတယ်အဲ့တော့သူပြောချင်တာကသူ မှာပေါ့နော်တကယ်မို့သူရွေးချယ်ခဲ့တဲ့သူနဲ့ပတ်သက်ပြီးတော့သူကဒီလိုနဲ့တွေ့တဲ့ခါမှာဒီလိုဘလို့သူကချစ်ပေးမယ်နော်ပြီးတဲ့ခါကျလို့ရှိရင်ဒီလိုနဲ့ပေါ့နော် love life တွေမှာအကောင်းဆုံးသွားမယ်ပြီးလို့ရှိရင် marriage life တွေအဲ့လိုမျိုးပေါ့နော်အဲ့တော့သူကလေဒီအတိတ်ကအရာတွေကိုထပ်မကြုံချင်တာဖြစ်တဲ့အတွက်နောက်ထပ်ထပ်ပြီးတော့သူရွေးချယ်လိုက်တဲ့အခြေအနေမှာ တစ်ခုချင်းစီတစ်ခုချင်းစီကိုအသေးစိတ်ပေါ့နော်သူပြင်ဆင်ပြီးတော့မှအခြေအနေတစ်ခုကိုပြန်ပြီးတိဆောင်မယ်ပေါ့နော်အဲ့လိုမျိုးပုံစံနော်အာနောက်ပြီးတော့ကျွန်မခုနကပြောသလိုပဲတင်းအတွက်ဆိုလို့ရှင်လေတင်းသူ့နဲ့တွေ့ရတဲ့အချိန်မှာတင်းတို့နှစ်ယောက်အာဘယ်လိုပြောမလဲတယောက်ရဲ့အကြောင်းကိုတယောက်နားလည်မယ်ဘာကြောင့်လဲဆိုတော့ဒီမှာအသင်းနှလုံးနှစ်ခုပေါ့နော်ထတ်တူညီရာဖြစ်တဲ့အတွက်အသင်းနှလုံးလေးနှစ်ခုညီလူညီမျှပေါ့နော်ဒီလိုမျိုးကတ်ကလေးကကျွန်မအဲ့လိုမျိုးနေတွေ့တဲ့ခါကျတော့တင်းတို့နှစ်ယောက်ကြားမှာ ပထမဆုံးတွေ့တဲ့အချိန်မှာပဲတူးပေါ်တူးရင်ခုန်လာစိတ်လှုပ်ရှားတာเนาะဒါကကိုယ့်ရဲ့ချစ်သူပဲဆိုပြောပါတော့ငါတကယ်ကိုငါလိုချင်တဲ့သူပဲဆိုပြီးတတ်မှတ်လိုက်တာအဲ့လိုမျိုးပုံစံလေးပြီးတော့တင့်အနေနဲ့ဆိုရင်301 energy ကတင်ဆောင်မြော်ခဲ့တဲ့သူဟာဒီလိုပဲတဲ့เนาะတင်ကိုယ်တိုင်းလည်းလက်ခံလိုက်တယ်ဒီ first day မှာသူတို့ညောင် date ပြခဲ့မယ်ဆိုရင်တော့မှဒီလူဟာတင်မျှော်လင့်ခဲ့တဲ့သူဆိုပြီးတော့တင်ဘက်ကနေလက်ခံလိုက်တာပေါ့နော်အဲ့လိုမျိုးလေးလက်တွေ့ရတယ် အာနောက်ပြီးတော့ကျမကုနာပြောတယ်လို့သူ့ဘဝမှာဒီအချစ်ရေပေါ့နော်နောက်ထပ်သူထပ်ပြီးရွေးချယ်လိုက်တဲ့အချစ်ရေကိုလည်းသူအကောင်းဆုံးစူးစမ်းပြင်ဆင်ပြီးတော့သူကျမကုနာပြောတယ်လို့အလုပ်တွေပေါ့နော်အလုပ်တွေနဲ့ပတ်သက်ပြီးတော့တင်းစီကိုလာလိုက်ပြီးလို့ရှင်သူ့ရဲ့အလုပ်ခွင့်နေစီသူပြန်သွားလိုက်အဲ့ဒါမျိုးပုံစံလေးတွေပေါ့ဒီမှာလည်း true or ဖန်နေခဲ့ကြတာဖြစ်တဲ့အတွက်သူအတင်းဆောင်မရှိအောင်သူသွားမယ်ပေါ့နော်ကျမအဲ့ဒါမျိုးလေးတွေ့ရတယ်အတင်းဆောင်မရှိအောင်ဆိုတာလေသူရဲ့ဒီ အလုတ်ခွင်နေရောပြီးတော့တင်တဲ့ပတ်သက်တဲ့အရာတွေရောမှာသူအကောင်ဆုံးချိန်ညှိပြီးတော့သွားမယ်ပေါ့နော်ပြောစင်တဲ့သဘောကအလုံးမအလုံးအလုံးဆိုပြီးတော့လေသူအဲ့မျိုးသွားတဲ့ပုံစံမဟုတ်ဘူးအဲသူ့မှာလုံအောင်မဲ့အလုပ်တွေကတော့များတယ်ဒါပေမဲ့တင့်ကိုတော့အချိန်ပေးမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီမှာကွင်းတော့ကန်နဲ့ကြာထားတာဖြစ်တဲ့အတွက်အဲ ူဘဝမှာအဲတင့်ကိုတကယ်ကိုချစ်မိသွားတာပေါ့နော်ကျမအဲ့လိုမျိုးလေးတွေ့တယ်တကယ်ကိုချစ်မိသွားတာဖြစ်တဲ့အတွက်သူရဲ့ဒီလောရမဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့တော့မှတင့်ကိုပို့ပြီးတော့ဦးစားပေးလိုက်မယ်ပေါ့နော်ကျမအဲ့လိုမျိုးလေးတွေ့တယ်နော်အဲ့တော့ဒါကတင့်စီကိုရောက်လာမယ် new person ပေါ့နော် new person new လက်အကြောင်းကိုကျမချိန်ထားပေးတယ်ပေါ့နော်ဒါပေမဲ့လည်းမပြီးသေးဘူး oracle card ကလေးကြီးဂျန်နေတယ်ပေါ့နော်အဲ့တော့ဆက်ကြည့်မယ်နော် ပြီးတော့ဒီမှာတင်းရဲ့ energy ကိုကျွန်မတစ်ချက်ကြည့်ချင်တာဖြစ်တဲ့အတွက် bottom on တက်တက်ကိုကြည့်မယ် the sun မော်နော် the sun ကြတယ်အဲ့တော့ the sun ကြတာဖြစ်တဲ့အတွက်တင်းတို့လေးတွေပျော်ရွှင်ရမှာသိလားသူနဲ့တွေ့တဲ့အခါမှာတကယ်ကိုပျော်ရွှင်ရမယ်ကျွန်မကပြောသလိုပဲဒီမှာလဲ301ကြတယ်เนาะဒီမှာလဲ301ကြတယ်ဆိုတော့301လဲကြတယ်ဒီမှာလဲ the sun ဆိုတော့လေဒီလူဟာတင်းအတွက်ပျော်ရွှင်မှုကြီးကြီးမားမားကိုပေးနိုင်တဲ့သူတင်းဘဝအတွက်အလင်းရောင်တွေဖြန့်ကျက်ပေးနိုင်တဲ့သူเนาะ တင်သူနဲ့ဆောင်တဲ့ချိန်မှာသူ့စီရနဲ့ချက်ချင်းတွေရောပျော်ရွှင်ခြင်းတွေရောเนาะပြည့်စုံခြင်းတွေရောပေါ့เนาะအဲ့ဒါမျိုးတွေအကုန်လုံးသင်ခံစားရမယ်ကျမအဲ့ဒါမျိုးတွေတွေ့တယ်နော်အဲ့တော့ရန်ကောင်းပါတယ်ပေါ့နော်အဲ့တော့ဒီကတ်နှစ်ခုရဲနဲ့လည်းမပြီးသေးဘူး Oracle ကတ်ကလေးတွေပါတာဖြစ်တဲ့အတွက်ထပ်ပြီးကြည့်မယ်နော်အဲ့တော့ပထမဆုံးထွေးတာတော့ဒီမှာအဲ့တော့ ဝယ်တွင်မော်နော်အဲ့တော့သင်တို့နှစ်ယောက်တွေ့တာနဲ့ဒါငါတို့လက်ထက်ရမယ်သူဆိုတော့နှစ်ဦးလုံးကလက်ခံလိုက်တာနော်အဲ့အားမျိုးလေးရှိတယ်ဒါပေမဲ့အဲ့ဒီမှာမှကျွန်မကြည့်ရဒီရီရင်ကိုလာကြည့်တဲ့သူကအမျိုးသားလေးဆိုသင်ဘက်ကစွန်ပြက်ချက်ကပို့ပြီးတော့ခိုက်မာတာ နော်သင်ကပို့ပြီးတော့ခိုင်မာတာဒီတင်မွားတဲ့ကိုရောင်းလာတဲ့ဒီ new person မျိုးသမီးလေးကိုသင်ကလက်ထပ်ဖို့ဒီယူရချက်တင်လုံးဝကိုဆွန့်ဖြတ်ချက်ပြပြတသားနဲ့ချလိုက်တာဒါပေမဲ့ဒီ reading ကိုလာကြည့်တဲ့ဒီ collective reading ကိုလာကြည့်တဲ့သူကမျိုးသမီးလေးတွေဆိုရင်ဟောသင်ဘက်ကနေတော့အဲ့ဒီဆွန့်ဖြတ်ချက်ချဖို့ကိုသင်နည်းနည်းလေးမုံမမရေဖြစ်နေသေးတယ်ပေါ့နော်ကျမအဲ့လိုမျိုးလေးတွေ့တယ်မုံမမရေဘူးဆိုတာက तू ကတော့အပြည့်အဝကောင်းပေးတယ်ချစ်ပေးတယ်ဆိုပေမဲ့သင်ကမယုံကြည်ရတာပေါ့နော်မယုံကြည်ရဘူးဆိုတာဒီလောက်တောင်ကောင်းတဲ့အတွက်မယုံနိုင်လောက်အောင်ဖြစ်ရတာပေါ့နော်အဲ့လိုမျိုးပုံစံလေးအဲ့တော့ဒီ ူနဲ့ဒီ merit light တွေကိုတင်သွားဖို့ပေါ့နော်လက်ထပ်ပွဲတွေကျင်းပဖို့အရန်များမြန်သွားလာပေါ့အဲ့လိုမျိုးပေါ့နော်လက်ထပ်ပြခဲ့မယ်ဆိုတော့မှအရန်မြန်သွားလာဒီလက်ထပ်ဖို့စိတ်ကိုတင်တွေးမိတယ်ဆိုတော့မှဒါကဖြစ်ပါမလားပေါ့နော်အဲ့ဒါမျိုးစိတ်ပူတက်တာပေါ့နော်အဲ့ဒါမျိုးဒါကတော့မင်းကလေးတွေဘက်ကပေါ့နော်ဒီနေ့ collective reading ကိုလာကြည့်တဲ့နေရာမှာအမျိုးသမီးလေးတွေဆိုရင်သင်တို့လေးတွေကတော့သင်အတွက် မှန်ကန်တဲ့သူရောက်လာတဲ့တော့တကယ်ကိုတင့်ကိုချစ်တဲ့သူဆိုတော့မှတင်ကတော့နည်းနည်းစိတ်ပူပန်မှုလေးတွေရှိတယ်เนาะတကယ်မို့ဒီ collective reading ကိုလာကြည့်တဲ့သူကအမျိုးသားလေးဆိုတော့တင်ကတော့လုံးဝကိုဆုံးဖြတ်ချက်ချပပြီးပေါ့เนาะတင်စီရောက်လာတဲ့ဒီ new person မြို့သမီးလေးနဲ့တင် married life ထိသွားဖို့ဆုံးဖြတ်ချက်ချလိုက်တာเนาะကျမအားမျိုးလေးတွေ့တယ်ဒီမှာကျတော့ very soon အဲ့တော့တယောက်ပေါ်မှာတယောက်တကယ်ကိုအာချစ်ကြရတယ်ပေါ့နော်ချစ်ကြရတယ်နှစ်ယောက်ကထပ်တူညီတယ်ပေါ့နော်အချစ်တွေထပ်တူညီတယ်အဲ့လိုမျိုးပုံစံခံစားရမယ်တွေ့တွေ့ချင်းမကိုလက်ထပ်ဖို့ထိလည်းယူရတယ်လို့မျိုးစိတ်ကူတယ်လို့မျိုးအာတကယ်ကိုချစ်နေစဉ်အတွဲမှာလည်းနှစ်ယောက်ကြာမှာပေါ့နော်အညီမျှမှုတွေရှိတယ်တူဦးပေါ့တူဦးနားလေတယ်တယောက်ဘာဖြစ်ချင်လဲဆိုတာတယောက်သိတယ်တယောက်ဘာလုပ်ချင်လဲဆိုတာတယောက်သိတာပေါ့နော်အဲ့လိုမျိုးနေထားလေတယ်နောက်ဆုံးနောက်ဆုံးကကတော့ retreat အဲ့တော့ဒါကတော့လေသင်တို့နှစ်ယောက်ရဲ့ပေါ့နော် နောက်ဆုံးမှာဘယ်လိုမျိုးဖြစ်သွားလဲဆိုတဲ့အခြေအနေကိုကြည့်ထားပေးတယ်အဲ့ဒီမှာမှာကျွန်မ bottom of the deck ကိုကြည့်မယ် new lab ပေါ့နော် new lab ကိုတွေ့တယ်အဲ့တော့လုံးဝကိုဒီ energy တွေက match ဖြစ်တယ်ပေါ့နော်အဲ့တော့သင်တို့လေးတွေနော်သင်တို့လေးတွေကဒီသင်တို့စီကိုရလာတဲ့သူ ਨੇ တကယ်လဲချစ်တယ်မယ်ရီလိုက်တွေထိသွားဖို့လဲရည်ရွယ်တယ်အာ ဒီလိုရည်ရွယ်ရင်းနဲ့မှာပေါ့နော်သူတို့နှစ်ယောက်ကဘလို့ခံစားရလဲဆိုတော့နှစ်ယောက်တာချင်းနေစဉ်အတွင်းမှာဒီကဘာကြီးနဲ့အဆက်အသွယ်ပြတ်တဲ့လောက်တဲ့အထိကိုသူတို့ခံစားရတယ်ပြောမယ်ဆိုလို့ရှင်ตาရနဲ့ကြည်နူးနေတဲ့ခါကျတော့အပြစ်မှာဘာတွေဖြစ်လဲဆိုတော့မှသူတို့တွေတိတ်ပြီးတော့ပေါ့နော်အာစိတ်မဝင်စားနိုင်ဘူးအဲ့လိုမျိုးပုံစံအာကဘာကြီးထဲမှာသူတို့နှစ်ယောက်ပဲရှိတယ်လို့မျိုးပေါ့အဲ့လိုမျိုးပုံစံဖြစ်နေတယ်ကျွန်မအဲ့လိုမျိုးလေးတွေ့တယ်အာပြီးတော့နှစ်ယောက်တာပေါ့နော်တကယ်ကို energy ကဟိုနှစ်ယောက်လုံးကတယောက်ပေါ်တယောက်ပေါ့နော် ဟိုချစ်တယ်ဆိုတာတကယ်ကိုထတ်တူညီခဲ့ရယ်ဆိုတော့တကယ်ကိုလက်ထပ်ဖြစ်မယ်ပေါ့เนาะကျွန်မအဲ့လိုမျိုးလေးလေးတွေ့အဲ့တော့ဒါကဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေအတွက်သင်တို့လေးတွေစီကိုရောက်လာမယ် new person အကြောင်းပေါ့เนาะ collective reading လေးကြည့်ပေးတာအဲချိန်လေးကတော့နည်းနည်းနေတယ်ပေါ့နော်ဒါပေမဲ့တတိယစာလေးတော့ပြပြထားပေးပါရစေအဲ့ဒီမှာမှကျမတို့ဟိုအရှိရနေပြန်ပြီးကောင်းမယ်ဆိုလို့ရှိရင်တင်းတို့စီကိုရောက်လာမဲ့သူကအာမြို့သားလေးဖြစ်စေမြို့သမီးလေးဖြစ်စေပေါ့နော်အလုပ်တွေကိုစူးစမ်းပြီးလုပ်တဲ့သူသူရဲ့အတိတ်မှာ နော်သူရဲ့အတိတ်ကဒီဆက်ဆက်ရေးနဲ့ပတ်သက်ပြီးတော့အဆုံးသတ်ပြီးတော့မှတင်နေတွေ့တာပြီးတော့သူ့ဘဝကိုသူအကောင်းဆုံးပြန်လဲတိဆောက်တယ်တင်နေတွေ့တဲ့ခါကျရင်လည်းတင်ကိုခွင်းတော့ခက် NNC လိုမျိုးအပြေဝါချစ်ပေးမယ်ဒါပေမဲ့တင်ဘက်ကလည်းသူ့ကိုအပြေဝါချစ်ပေးဖို့လိုတယ်အဲ့လိုမှမဟုတ်တော့တမျိုးတစ်ပုံဖြစ်သွားနိုင်တယ်သူလိုချင်တာကသူကလည်းချစ်တယ်လို့သူ့ကိုလည်းအပြေဝါနော်အမှန်ကန်ကြီးချစ်မဲ့လူကိုသူလိုချင်တာပြီးတော့သူ့ရဲ့ဒီအချစ်ရေး love life ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အသေးစိတ်သူကစီစဉ်မယ်နော်ဟို သွားခြင်းတဲ့ပုံစံတိုင်းမှာသွားဖို့ပေါ့နော်အသေးစိတ်ကအစသူလိုချင်တဲ့ပုံစံလေးတွေအတိုင်းသူသွားမယ်ပေါ့နော်တာယာမှုတွေရရှိအောင်ပျော်ရွှင်မှုတွေရရှိအောင်အသေးစိတ်နေသူသွားမယ်နာဘရလက်ထက်ထီပေါ့နော်လက်ထက်ဖို့ထီတဲ့သူကရည်ရွယ်ထားတဲ့စဉ်းစားထားတယ်ပေါ့နော်အဲ့တော့သူ့ဘက်ကလည်းရည်ရွယ်စဉ်းစားတယ်လို့တင်ဘက်ကလည်းရည်ရွယ်စဉ်းစားတယ်ပေါ့နော်အဲတင်ကလည်းဒီလူဟာတင်လိုချင်တဲ့သူလို့ခံစားရတယ်ဆိုလို့ရှိရင်တင်တို့နှစ်ယောက်ကလုံးဝကိုမယ်ရီလိုက်တွေထီသွားဖို့အဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ် အဲ့တော့ဒီနေ့ collateral reading လေးကတော့ပြီးပြီပေါ့နော်အဲ့တော့ဒီ energy ကသင်တို့ရဲ့ energy လာပေါ့နော်အစားအနေနားထောင်ပြီးလို့ရှင်အလယ်မှာဒါမျိုးတွေကဉာဏ်မှုရှိတာဒီလိုလူမျိုးပုံစံကသင်တို့လိုချင်တဲ့ပုံစံလာပေါ့နော်အဲ့ဒါမျိုးလေးတွေနားထောင်သွားပြီးပါအဲ့အဲ့လိုမျိုးနားထောင်သွားပြီးတော့မှအဆုံးထိဆိုတော့ဒါကသင်တို့အတွက် reading လေးပါပေါ့နော်အဲ့တော့အားလုံးကိုလည်းကျေးဇူးတင်ပါတယ် energy ကဉာဏ်မှုလည်းရရှိကြပါစေနောက်ထပ် reading တွေမှာအတူတူပြန်လည်ဆုံတွေ့ကြမယ်နော်